တငါတဲ့တူကငါလေးတကောင်ကိုစေတနာနဲ့လှုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီငါလေးကကျေးဇူးရှင်ကိုရန်သူလိုပြန်ဆက်ခဲ့ပါတယ်။တငါတဲ့ရဲ့လေအနောက်ဘက်ကိုရုတ်တရက်ကူးခတ်လာပြီးတော့သူ့လေကိုကမ်းမဖို့မမြန်တွန်းတင်လိုက်တယ်။တငါတဲ့ကအစွမ်းကုန်ကြိုးစားပြီးဒါပေမဲ့နောက်ဆုံးမှာတော့ငါလေးကိုမနိုင်ပေပေပေါင်းများစွာမြင်မာတဲ့ရေတကွန်အောက်ကိုတွန်းချခံနိုင်ရတယ်။တငါတဲ့လေတသက်လုံးငါဖမ်းခဲ့ပြီမေအခုလိုငါလေးတကောင်ရဲ့လက်ထဲမှာတရားလိမ့်မယ်လို့မထင်ခဲ့မိပါဘူး ဒါပေမဲ့အန်အောင်စရာကောင်းတာကတင်္ဂါတွေကမတည်ခဲ့ပါဘူး။အဲ့ဒီငါလေးရဲ့စတိုင်းဝင်တော်မူအောင်မှာမေလဲနေတဲ့တင်္ဂါတွေကနောက်ဆုံးတော့နိုးလာခဲ့ပါတယ်။ဒါပေမဲ့သူမျက်စိရှိမှရှိတာကသူတစ်ခါမှမမြင်ခဲ့ဘူးတဲ့အရန်လာပါတဲ့မမွန်တော်ပဲ။တင်္ဂါတွေကချက်ချင်းသဘောပေါက်သွားပါတယ်။အဲ့ဒီငါလေးကသူ့ဂျေဇူးကိုပြန်ဆက်ဖို့အတွက်ဖြစ်လိမ့်မယ်။သူကမမွန်တော်ရဲရောက်သွားတာနဲ့ငှက်လေးနှစ်ကောင်ကသူ့ကိုလာချိုးပါတယ်။အဲ့ဒါနဲ့ပဲသူကငှက်လေးတွေနောက်ကိုလိုက်ရင်ရှေ့ဆက်သွားတယ်။ခနာကြမှာတော့ငှက်ကလေးတွေကသူ့ကိုဂူတကူစီခေါ်သွားပါတယ်။ သူကဘာမှမစင်စားပဲအရင်ဝင်ကြည့်ဖို့ဖြောင်းပြခဲ့ပါတယ်။ဒါပေမဲ့ဂူရဲရောက်တော့တကားတဲ့ဟာအရန်စိတ်ပြတ်သွားပါတယ်။ဂူရဲမှာကြောက်တုံးအကွဲတွေပဲရှိပါတယ်။သူလက်ပြန်တင်လာလို့တွေ့နေပြီးချက်ချင်းလှက်ထွက်သွားလိုက်ပြီးတော့သူ့အတွေ့တွေကချက်ချင်းပြောင်းလဲသွားပါတယ်။ဘာလို့လဲဆိုတော့ရှေ့မှာအလင်းရောင်ကိုမြင်နေရလို့ပဲပုံပြီးအံ့ဩရတာကတော့အထဲမှာလူတွေနေထိုင်နေကြပါတယ်။ပြီးတော့ရွာထိပ်မှာရှိတဲ့သူတိုင်းကအဝတ်စားလလလေးတွေဝတ်ထားပြီးတော့ပြုံးပြော်နေကြပါတယ်။သူတို့ရဲ့ဘွာကအရန်ကျေဝါချမ်းသာပုံရတယ်။ဝင်လာပြီးမှတငါတွေကတတိထားမိသွားပါတယ်။ ဒီကငါတွေကအပြင်ကငါတွေထက်အများကြီးပိုကြီးပါလေ။ဒါကတငါတွေကိုအရန်ပျော်ရွှင်စေခဲ့ပါလေ။ဒါနဲ့သူကတတိမွေပြီးတော့စကားပြောလိုက်ပါလေ။အဘိုးကြီးကတငါတွေရဲ့အဖြစ်အပျက်ကိုကြားပြီးတဲ့နောက်မှာတော့သူ့ကိုအိမ်ထဲခေါ်သွားပြီးတော့ဧကန်ခဲ့ပါလေ။စပွဲပေါ်မှာငါတွေနဲ့ပြင်နေတာကိုမြင်တော့ငါဖန်သမားကရုတ်တရက်တုန်လှုပ်သွားတယ်။သူ့ရဲ့ရေစရာကောင်းတဲ့ပုံစံကြောင့်လူတိုင်းရင်မောကုန်ကြပါလေ။အဘိုးကြီးနဲ့ထပ်မံအတီးပြူလိုက်ပြီးတော့ဒါတွေကသူ့ကိုအဲခံဖို့အတွက်ပဲဆိုတာသူယုံကြည်သွားတယ်။မေးစရာမလိုပါဘူး။ဒါကသူ့အသက်50မှာအကောင်းဆုံးညစာပဲ ညစာစားပြီးတဲ့နောက်မှာစားဖို့အသီးတွေလည်းရှိပါသေးတယ်။ကောင်းလောက်ကြီးတဲ့ဒီလိုမမွန်သီးတွေကိုတငါးတဲ့ကတစ်ခါမှမမြင်ဘူးပါဘူး။ဒါနဲ့ပဲသူကတကူကောင်းဆန်စွာနဲ့စားပြီးတဲ့နောက်မမွန်အစေကိုတိတ်တိတ်လေးဝတ်ထားလိုက်တယ်။ဒီဖိုးကြီးကဘလို့မျိုးဒီနေရာကိုရှာတွေ့ခဲ့တာလဲသူရမ်းသိကျင်နေခဲ့ပါသေးတယ်။တကယ်တော့သူရဲ့ဘူပါတွေကချင်းမင်းဆက်စစ်ပွဲတွေကနေထွက်ပြေးဖို့အတွက်မိသားစုတစ်ခုလုံးကိုဥဆောင်ပြီးတော့ဒီနေရာကိုမတော်တဆရောက်လာခဲ့တာပါ။နှစ်ပေါင်းများစွာကြာအောင်တခါမှပြင်မထွက်ခဲ့ကြပါဘူး။တင်္ဂါးတွေကလည်းပထမဆုံးဝင်လာတဲ့လူစိမ့်ပဲ ခုကချင်းမင်းဆက်ဗနဆက်မြောင်လေအဘိုးကြီးကချင်းမင်းဆက်ပြက်စီသွားပြီဆိုတာမသိပါဘူးကြားထဲမှာဟန်မင်းဆက်နဲ့ဝိမင်းဆက်နှစ်ခုတောင်ဖြတ်တန်းခဲ့ပြီးသွားပြီအခုကချင်းမင်းဆက်ဖြစ်နေခဲ့ပါပြီအဘိုးကြီးကအပြင်မှာမင်းဆက်တွေပြောင်းလဲသွားပြီဆိုတော့အတိအခါမှသိလိုက်ရတယ်တင်္ဂါတဲကပထမဆုံးအချိန်မဲသူ့ပေါ်ကောင်းလိမ့်မယ်လို့ထင်ခဲ့တယ်မထင်မဲ့ပဲနောက်ရက်တွေမှာလည်းညတိုင်းငားရိတ်ကိုမစားနိုင်တော့တဲ့အထိစားရတယ်ပြီးတော့အပန်းဖြေဖြော်ပြရေးပွဲတွေလည်းရှိပါတယ်သူတေချာမေကြီးတော့တိရတာကအထဲမှမျိုးသားတွေကလဲလို့ပြီးတော့အမျိုးသမီးတွေကကိုရန်ရက်ကန်းရက်ကြတယ် အရင်ရှင်ဖိနေမှုမရှိဘူးအခွန်ပေးစရာမလိုဘူးတဘာဝအတိုင်းအေးစစေးပါပဲစာဝတ်နေရေးအတွက်လည်းပူပန်စရာမလိုကြဘူးတငါတွေကအပြင်ကားသူ့ဘဝကိုပြန်လဲတတိယမိသွားပါတယ်ငါနည်းနည်းလေးဖမ်းမိရင်လည်းအခွန်အောက်တွေဖြစ်အကုန်ပေးရတယ်ငါနည်းနည်းဖမ်းမိကြတော့အကုန်အခွန်ဖြစ်ပေးရတယ်ဒီလိုနှိုင်းရှင်လိုက်တော့ဒီနေရာကအရန်ကောင်းနေခဲ့ပါတယ်ဒါကြောင့်တငါတွေကဒီမှာအခြေချဖို့စိတ်ကူးပေါ်လာတယ်သူ့အိမ်ကိုတတိတ်လေးပြန်သွားဖို့ပြင်ဆင်ပြီးတော့အင်ကိစားတွေပြရနဲ့ပြန်လာဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့အဖိုးကြီးကသူ့စိတ်ကူးကိုချိုတိနေခဲ့ပါတယ် အဖိုးကြီးကကူရဲအဝါမှာထိုင်ဆောင်နေခဲ့တယ်။သူပြန်လာလို့ရတယ်။ဒါပေမဲ့တကားတွေကိုအပြင်ရောက်တဲ့အခါကျရင်တော့ဒီနေရာကိုဘသူကမှမပြောပြဖို့တောင်းဆိုခဲ့ပါတယ်။ချောချောမွေ့မွေ့ပြန်လာနိုင်ဖို့အတွက်တကားတွေကသူ့ကိုယ်ဘော်ကပစ္စည်းတွေကိုလမ်းတစ်လျှောက်မှအမှတ်သားတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဝင်ကိစ္စတွေရှင်းပြီးပြန်လာတော့အဲ့ဒီမမ်မွန်တော်ကိုရှာမတွေ့တော့ပါဘူး။ဒါကတကားတွေကိုနောက်တားရစေခဲ့ပါတယ်။ဒါနဲ့သူလည်းလှိဝတ်ချက်ကိုမထိန်ထားတော့ပါဘူး။ ဒါပေမဲ့သူ့ကိုစောင့်ကြိုနေတာကတော့နေသားမင်းရဲ့အခြေချင်းရိုင်းနှံမှုပဲတကယ်တော့နေသားမင်းကတရင်ကြပြီးတော့အဲ့ဒီမမွန်တော်ကိုသွားရှာခဲ့တာပါရလက်အနေနဲ့ပတ်စံတွေအကုန်လက်အသက်ဖြစ်သွားပါလေသူကတကားတွေကိုလင်းညာနေတယ်လို့ထင်ခဲ့ပါလေဒါကြောင့်ဒီနေ့ပဲသူ့ကိုအသေးတမ်းပေးဖို့ဆုံးဖြတ်လိုက်တယ်အရေးပေါ်အခြေအနေမှာနေသားမင်းရဲ့မိတ်ဆွေကအချိန်မီရောက်လာခဲ့ပါလေသူ့ရဲ့တောင်းပန်မှုကြောင့်နေသားမင်းကတကားတွေကိုအသက်ချမ်းသာပြီးခဲ့ပါလေ တကယ်တော့လျိုစီကြီးကတငါတဲ့ရဲ့စကားကိုယုံကြည်ခဲ့ပါတယ်။အသက်ကယ်တာကိုကျေးဇူးဆက်တဲ့အနေနဲ့တငါတဲ့ကသူ့ဝတ်ထားတဲ့မမွန်အစေကိုသူ့ကိုပြလိုက်ပါတယ်။ဒါကလျိုစီကြီးကိုဒီကိစ္စကိုပို့ပြီးတော့ယုံကြည်စေခဲ့တာပါ။ဒါနဲ့ပဲသူကပတ်စံတဲ့အင်အားကိုတုံးပြီးတော့တငါတဲ့နဲ့အတူအဲ့ဒီမမွန်တော်ကိုရှာဖွေခဲ့ပါတယ်။ ကံမကောင်းစွာနေပေရက်တွေလာတွေနှစ်တွေသာကြာသွားခဲ့ပြီးတော့ဖြူစီကြီးရဲ့ပတ်စံတွေအကုန်ကုန်သွားပါလေမမ်မွန်တော်ကိုတော့ရှာမတွေ့သေးပါဘူးသူလဲဒီအတွက်ကြောင့်ပဲအပြင်းထန်ဖျားနာပြီးတော့အိရာတွေလေခဲ့ရပါလေမကြခင်မှာပဲနောင်တတွေနဲ့ကွယ်လွန်သွားခဲ့ပါလေတငါသေးလေဆက်ပြီးရှာဖွေဖို့စေကူကိုလုံးဝဆွန့်လွတ်ခဲ့တယ်သူဝတ်ထားတဲ့မမ်မွန်အစီကိုဖြူစီကြီးရဲ့အုပ်ကူပေးမှမြှုပ်နှံခဲ့ပါလေနေစဉ်ငါဖမ်းပြီးတော့အသက်မွေးဝမ်းကြောင်းပြန်လုပ်ခဲ့ပါလေကြာလာတော့သူလဲစိတ်သက်သာရရလာပါလေ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့လူစည်းကြီးကိုသွားတွေ့တဲ့အခါမှာတော့အရင်ကမမွန်စိမြုံနိုင်ခဲ့တဲ့နေရာမှာအထဲကားလိုပဲကြီးမားတဲ့မမွန်မင်းကြီးပေါက်နေတာကိုတွေ့လိုက်ရပါတယ်